ားလုံးမင်္ဂလာပါဒီနေ့ရေတိမဲ့သင်ခန်းစာကတော့အခန်း73ရေငယ်73သမားလေးကနံပါတ်1နဲ့3ပဲဖြစ်ပါတယ်နံပါတ်1ကကြီးဆိုရင်ရေ30ကာလန်ကိုတဲ့နော်900ကာလန်တိုးပါပြီးရင်ရေကာလန်ကိုရှာပါတဲ့အရင်တိုးသောရေကာလန်တိုးသောရေကာလန်ဆိုတာကရေ30ကာလန်ရဲ့900ကာလန်ဖြစ်တဲ့ဆိုတော့ရာကာလန်ဆိုရှင်ပိုင်းကြီးက100ကာလန်တော့နော်100ပိုင်း9ပိုင်းနဲ့ပြောက်ပြရပါမယ်နော်အဲ့ဒါ e ဆိုတော့ဆိုတော့ဘာလို့ရေးရမလဲဆိုလို့ရှိရင် e ဆိုတာအမြောက်နော်30အမြောက် เนาะเตียบาย5บายยาไก่เนาะทีละตัวรู้สิเองสมารุก็ตัวว่าป้ายหวย5เนี่ยป้ายฉีเตียเนี่ยโอ้จีนไล่มั้ย5ตะลี5 5ตะลี30เนาะอีชาสมารุ30โอเจโอ2เนี่ยจีนไล่มั้ย30โอ2เนี่ยจีนไล่30โอ2เนี่ยซ่าได้คําบลายาได้สิทีละสมาร5ยาบาดิအဲ့ဒီဒီမှာတိုးပြီးကလည်းလိုချင်တယ်ပထမရှိတာက30ကလည်းတိုးလိုက်တဲ့ခါမှာ1.5ကလည်းရတယ်ဒါဆိုတိုးပြီးဖြစ်လာတဲ့ယူလိုချင်ကျွန်တော်အဲ့နှစ်ခုကိုပေါင်းမိရမှာနော် နောက်ကမှာ30ရက်မှ9ခါလည်းရရှိပါတယ်ဒါကဒီမဲ့ကာကြီးဖြစ်ပါတယ်ဒီမဲ့ခဝေကငွေ9500ကျပ်ကိုတဲ့နော်ခုနှစ်နှစ်ပိုင်းတစ်ပိုင်းရာတိုင်းတော့တိုးမှာတိုးပြီးရငွေကိုရှာပါတဲ့ဟုတ်နော်အဲဒါတိုးသောငွေကနော်တိုးတဲ့ငွေက9500ကျပ်ရဲ့ခုနှစ်နှစ်ပိုင်းတစ်ပိုင်းရာတိုင်းတော့ဖြစ်ပါတယ်ဟုတ်နော်အဲဒါရှိရင်ဆိုတော့9500ကျပ်ဆိုတော့9500ကျပ် e ဆိုတော့အမြတ် ဒါကတော့လို့ကြည့်စမတရားနဲ့စားတာဖြစ်တယ်ခုနှစ်နှစ်ပိုင်းတစ်ပိုင်းဆိုမှာတော့အဲ့ကောင်လေးပိုင်းချီမှတရားနဲ့စားပြရတယ်အဲ့ဒီပိုင်းချီတရားတိုင်းတရားမှာတရားနဲ့ဒီဘက်ကငါတော့ငါ့မှာရှိတဲ့သုံးငါးလုံးနဲ့ဆိုတော့ကြည်လို့ရတယ်ပေါ့နော်ငါတော့ငါးရောက်ဆိုမှာတရားနဲ့စားရင်55ကျင်တယ်ပေါ့နော်ငါတော့ငါ55ကျင်ပါတယ်အဲ့ဒီ55အများခုနှစ်နှစ်ပိုင်းတစ်ပိုင်းကျင်တယ်ခုနှစ်နှစ်ပိုင်းတစ်ပိုင်းဆိုတာခုနှစ်တသမာ5နှစ်ပိုင်းတစ်ပိုင်းဆိုတာ3တသမာ5ရှိရခုနှစ်နဲ့ပေါင်းတော့ခုနှစ်တသမာ5အဲ့ဒီ55အများခုနှစ်တသမာ5ကျင်အဲ့တော့55နဲ့ခုနှစ်တသမာ5နဲ့ကိုရှင်းမြောက်လိုက်တဲ့ခါမှာ 410နေတသမ5ချက်ရပါတယ်ဟုတ်ပြီနော်ဒါကကျွန်တော်တို့လာတဲ့ငွေအရင်တိုးပြီးနောက်ပြလာတဲ့ငွေလို့ကြည့်ရင်မူလငွေ9500ချက်နဲ့တိုးလာတဲ့ငွေရက်10နေတသမ5ချက်လို့ကျွန်တော်ကပေါင်းမိရပါတယ်9500နဲ့နေတော့410နေတသမ5ချက်နဲ့ကိုပေါင်းတဲ့ခါမှာ9910နေတသမ5ချက်ဆိုပြီးတော့ရရှိပါတယ်ဒါကနံပါတ်ခါဝင်ပါဒီမှာငွေကကြတော့ငွေ9350ကျပ်ကို16ရာခိုင်နှုန်းလျှော့မှာလျှော့ပြီးနောက်ဖြစ်လာတဲ့ငွေကိုရှာပါတဲ့ အဲ့ဒါရှော့တော့ငွေလို့ရှင်ရှော့တော့ငွေကခဏ350ကျဲရဲ့18000ကျပ်လို့ဒီခဏ350ကျပ်ကိုရေးမယ်18000ကျပ်လို့ဆိုတော့ပိုင်းချီမှာ100ခန့်ဟမ်းပါနော်အဲ့ဒီရှင်တို့ကပြီးတဲ့ခါမှာဘာလို့မလဲဆိုရင်နော်အဲပိုင်းဝင်နဲ့ပိုင်းချီနဲ့ကိုနှစ်နဲ့ချီလို့ရတယ်နှစ်ကိုလီ18 25လီ30ပြီးတော့50နဲ့ခဏ350ကျပ်ရှိတဲ့ခါမှာ50တလီ50ခဏ350ကို50နဲ့စားတဲ့ခါမှာ140 ။သတင်း149ရက်ကိုကိုယ်နဲ့ကိုစမတော့မျှလိုက်တဲ့ခါမှာဘယ်လောက်ရလဲဆိုရင်1323ကျပ်ဒါရော့သွားတဲ့ငွေက1323ကျပ်ဟုတ်လား။ဒါဆိုရင်ရော့သွားငွေကိုလိုချင်လို့ရှိရင်ပရမရှိတဲ့မူလရှိတဲ့ခေါင်းဆောင်50ကျပ်ထဲကရော့သွားတဲ့ငွေ1323ကျပ်ကိုစမတော့ဘာမှမဝင်လို့ပြရမယ်။ခေါင်းဆောင်50လေးက1323ထုတ်ရခါမှာ1028ကျပ်ကျင်ပါလေ။ဒါဆိုရင်နော်ငွေက1000ပရမရှိတာ1050ကျပ်1023ကျပ်ရောက်သွားတဲ့ခါမှာဖြစ်ရောက်သွားတဲ့ငွေက နော်ကျော်ပြီးနောက်ဖြစ်လာတဲ့ငွေက628ကျဲဖြစ်ပါတယ်။နောက်ကနမကကြီးအာလူး460 480ဂရမ်ငွေတော့၄၄ဘတ်တမရာခိုင်နှုန်းလျှော့မယ်။လျှော့ပြီးနောက်လျှော့ပြီးတဲ့အာလူးရဲ့၄ချုံရှာခိုင်းတာ။ဟုတ်ပြီတော့ဒါဆိုလျှော့တော့အာလူးက480ဂရမ်ရဲ့၄၄ဘတ်တမရာခိုင်နှုန်းဖြစ်ပါတယ်။ဒါဆိုရင်480ဂရမ်နော်ကို၄၄ဘတ်တမကိုကြာဆုံးတော့ရာခိုင်ဝါရတရားနဲ့စားပေးရတယ်။ရာခိုင်နှုန်းဖြစ်တဲ့တရားနဲ့စားပေးရတယ်။စားရက်ကမှာအပေါ်က၄၄ဘတ်တမဆိုတော့ပိုင်း ကိန်းရောပိုင်းလူကြောင်းတဲ့ခါမှာလေးလေးစချာတင်းနဲ့ပေါင်းတော့ဆက်ခုံတော့ဒီပိုင်းဆက်ခုံတာပိုင်းရပါတယ်အဲ့ဒါကိုကျွန်တော်ကမျှလိုက်မယ်480ရာ480ပဲဆက်ခုံတာပိုင်း၄ပိုင်းကိုရိုင်းပြင်ကြီးမယ်ဒီ100ကကြဒီစားတာဖြစ်တဲ့အတွက်အစားအုံမြောက်ပြရင်100အောက်မှာတရှိရဲ့အမြောက်ပြအောင်ပြောင်းပြန်လဲတော့1100ဖြစ်သွားပါတယ်ဒါတင်ကျွန်တော်အရင်ဆုံးကြည့်မယ်ပေါ့နော်၄နဲ့480ဆို၄တက်ကြီး၄၄190ကြီးက480ဟုတ်ပြီနော်အပြရလို့ရှိရင်ကျွန်တော်က 120နဲ့100နဲ့ကိုနော်ပိုင်းဝေရမှာရှိတဲ့120နဲ့ပိုင်းချီမှာရှိတဲ့100နဲ့ကို20နဲ့ကျင်းလို့ရပါတယ်။အဲဒီ25ဒီ100 26ဒီ120ဒါဆိုရင်ပိုင်းဝေကနော်76ဒီပေါ့နော်76နဲ့6နဲ့ကိုမြောက်ကောက်မှာပါနော်76ဒီနော်76ဒီက100နှစ်ပါအဲ့ဒါကိုစမတော့9နဲ့စားပြရတယ်နော်9နဲ့စားတဲ့အခါမှာစမတော့ပိုင်းရင်းတူကိုကိန်းရောက်ခွဲတဲ့အခါမှာနော်100နှစ်ကို9နဲ့စားလို့ရှိရင် ်နော်20ဒသမ4ဂရမ်ဆိုပြီးတော့ရရှိပါတယ်ဒါကနံမက်ကကြီးပါအဲ့ဒါကရော့သွားတဲ့အာလူပေါ့နော်အဲ့ဒါရော့ပြီးနောက်အာလူလို့ရှိရင်480ဂရမ်နဲ့20ဒသမ4ဂရမ်ကိုစမောနှုတ်ပြရပါမယ်ရော့ပြီးနောက်အာလူလို့ရှိရင်480ဂရမ်နဲ့20ဒသမ4ဂရမ်ကိုနှုတ်လိုက်မယ်ဟုတ်ပြီနော်ဒါသိရင်480လို့ဆိုတော့450ကိုဝက်ထားလိုက်ပါဘောနော်30လေးက20ဒသမ4ကိုနှုတ်လို့ရှိရင်နော်ဒသမ6ကျန်တယ်ဘောနော်ဆက်တယ်ဆိုတော့450ဒသမ6 gram ဖြစ်ပါတယ် ောက်တစ်ခုကနှစ်တစ်နှစ်ရဲ့အစမှာလူတစ်ယောက်မှာငွေ1500ကျပ်ရှိရဲနှစ်စဉ်800ကျပ်လုံးလိုရတဲ့အခါမှာနှစ်နှစ်ကြာတဲ့အခါမှာအဲ့ဒီဒီစီမှာငွေများများဖြစ်လာနေပြီ။အဲ့ဒါပထမနှစ်အစမှာရှိတဲ့ငွေက1500ဟုတ်နော်။အဲ့ဒါပထမနှစ်မှာအတူ1500ကျပ်800ကျပ်လုံးဒေါ်လာဖြစ်တယ်ဆိုတော့1500ကျပ်800ကျပ်လုံးက1000ကျပ်ဖြစ်ပါတယ်။အဲ့ဒါနောက်ခုပေါင်းလိုက်တဲ့အခါမှာဒုတိယနှစ်အစမှာရှိတဲ့ငွေက1300ကျပ်ဖြစ်သွားပါတယ်။နောက်ကအဲ့ဒီဒုတိယနှစ်မှာပဲအတူ1000 နော်တောင်း3500ကျက်ရဲ့နော်800ခန်းတို့ပေါ့နော်800ခန်းတို့တောင်း3500ကျက်ဆိုမှ800ခန်းတို့ချတဲ့ခါမှာ1080ကျက်ရပါတယ်။အဲဒီဒုတိယနှစ်အစမှာရှိတဲ့တောင်း3500နဲ့အတိုးပြရတာလည်း1080နဲ့ကိုပေါင်းလိုက်တဲ့ခါမှာတောင်း4000 980နှစ်နေကြတဲ့အခါမှာအဲ့ဒီလူမှာတောင်းလေးတောင်းက80ကျက်ဖြစ်လာပါတယ်နော်ဒါတည်းကလောက်ပါပဲလွယ်လွယ်လေးပေါ့နော်နောက်တစ်ခုကကြာစီရောနံပါတ်3မှာ စီစနစ်စီနီမီတာကို105စီနီမီတာကြီးနှုတ်ပြပြပါတယ်105စီနီမီတာကိုစီစနစ်စီနီမီတာကြီးရအောင်နှုတ်ပြပြလဲပြပါတယ်နော်ဒါနှစ်ခုကိုပြန်လည်လုပ်ခိုင်းတာပါအဲဒီစီစနစ်စီနီမီတာကြီး105စီနီမီတာကြီးနော်ဒါလည်းစီစနစ်စီနီမီတာက105စီနီမီတာရဲ့ဖြစ်တဲ့အတွက်နော်105ပိုင်း12ပိုင်းသူကရာနှုတ်ချပါဖြစ်တဲ့အတွက်100ရာနှုတ်မြောက်ပြရတယ်နောက်တစ်ခါမှာ105နဲ့100နဲ့ကိုကျွန်တော်တို့ကနော်20နဲ့ကျင်းတဲ့ခါမှာ25လီ9နဲ့ကျင်းတဲ့ခါမှာ90လီတရား90လီ 105ဆိုပြီးရရှိပါတယ်။ဒီတော့ဒါဆိုရင်ဘိုင်းဘိုင်းဝေမှာက80နေအာကဘိုင်းဝေမှာ90တိနော်ဘေးရမှာ20ပေါ့နော်။အဲ့ဒါကျွန်တော်ဘိုင်းဝေချင်းချင်းမြောက်မယ်80နဲ့90နဲ့မြောက်တဲ့ခါမှာကျွန်တော်တို့1640ရမယ်ဘိုင်းချင်းနဲ့90တိကတော့90တိပဲ။ဒါဆိုရင်အဲ့ဒီ1640ကိုနော်1640ကိုဒီလိုကနော်90နဲ့စားတဲ့ခါမှာဘယ်လိုရလဲဆိုရင်58နော်၂၀ဘိုင်း၂ဘိုင်းရာခိုင်နှုန်းဆိုရရရှိပါတယ်ဒါကပထမတစ်ချက် တစ်ချက်ကသူက105စင်တီမီတာကို80စင်တီမီတာရမယ်လို့ပြောခဲ့တာ။ဒါတည်းဒီမှာကဂမ်းမဲ့ရေးလိုက်မယ်105စင်တီမီတာကြီး80စင်တီမီတာကြီးနော်82ဘိုင်း105ဘိုင်းပြီးတော့ရာဂန်နှုတ်ရာဂန်နိုင်ဖြစ်တဲ့တရားနဲ့မြတ်မယ်။ဘိုင်းဝေချင်းနဲ့မြတ်တဲ့ခါမှာ105အမြောက်တရားဒီမှာက80နဲ့တရားနဲ့ခြေလို့ရတယ်နှစ်နဲ့ခြေလို့နော်နှစ်90လေးဖြစ်တရား140တရား80ဒါဆိုရင်105နဲ့9နဲ့90နဲ့မြောက်မယ်အပိုင်းစီမှာက40တရားပါတယ်။ သူကခြေလို့မြရတဲ့အတွက်ဘိုင်းဝေဘိုင်းဝေချင်းဘိုင်းဝေချင်းချင်းမြတဲ့ခါမှာ105နဲ့50နဲ့မြောက်မြောက်တဲ့ခါမှာ9250ရရတယ်။ဒါကဘိုင်းပြရ40တိပဲနော်။ဒါဆိုရင်9250ကိုဒီမှာ41နဲ့စားတဲ့ခါမှာဘလိုက်ရရင်128ဘိုင်း128 40ဘိုင်း3ဘိုင်းကျလာလို့ရရှိပါတယ်။ဒါကနံပါတ်3မှာဒါကလေ့ကျင့်ခန်းစက်သုံးမှတ်လေးရဲ့နံပါတ်1နဲ့3မှာဖြစ်ပါတယ်။အဆုံးထိရှိသေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။